အဲ့တော့ရဏသာသမီတွေတွေကြာလာတဲ့တေရောကဆိုရင်တော့ဓာလူလင်ဆိုတဲ့နမိတ်ကြာလာပါတော့ဓာလူလင်နမိတ်ကကြာတော့ဒီမုံတိုင်းနေထန်နေတဲ့ဟောလေပြင်းနေတိုက်ခိုက်နေတဲ့နေရာမှာဓာတလက်ကိုတတိအနေထားနဲ့ကင်ပြီးတော့ဟိုရက်နေတဲ့ဓာလူလင်တယောက်ကတင်ကြရနမိတ်ဖြစ်ပါတယ်ဒီနမိတ်ထဲမှာဆိုရင်တော့အိမရမကျန်းတန်းနဲ့ မုံတိုင်းတွေကြားထဲမှာရောက်နေတာပေါ့နော်အဲ့တော့ဒိဏသာသမီးတွေကဒီကာလမှာအလုံးမှာအလုံးနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေတုံတတ်တယ်ဒါတို့ကအပြိုင်ဆိုင်လေးတွေတုံတတ်တယ်အနှောက်အယှက်ပေါင်းစုံတုံတတ်ဒီကတော့အဲ့ဒီကြုံတွေ့နေရတဲ့အတိုက်အခံတွေအနှောက်အယှက်တွေအပြိုင်ဆိုင်တွေကြောင့် ကိုလက်ကြီးလောက်ကနေတဲ့အလုပ်တွေစီးပွားရေးနဲ့ပတ်သက်တာတွေလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအာတွေးပြီးမသွားအောင်မနေ့ရုံးကန်နေရတတ်တဲ့အချိန်ကာလမျိုးတွေဖြစ်တတ်ပါအဲ့တော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတွေကတော့အထူးကောင်းပေမဲ့ဒီကအားအပြိုင်ဆိုင်နေကြတဲ့မှာအတိုက်ခံနေကြတဲ့မှာအနောက်ဆက်တွေကြတဲ့မှာပဲအောင်မြင်အောင်လုပ်ကန်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့စိတ်ပင်မှန်လူပင်မှန်ကတော့ကြုံပါပဲတေတပေါင်းကြုံပါ ဆန်းလာသားသမီးတွေတွေမောင်မြင်တာမဟုတ်အောင်မြင်တယ်အစင်မပြေတာမဟုတ်ပြေတယ်မရတာမဟုတ်ရဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တဲ့အခါကျတော့ဟေ့ကိုရတဲ့အောင်မြင်မှုနဲ့ကိုရတဲ့ငွေကြေးဥစ္စာဒနာတွေနဲ့ကိုရတဲ့အစင်ပြေခြင်းတွေနဲ့ကိုပေးဆက်ရတာနဲ့ထိုက်မှထိုက်တန်ပါရဲ့လားဆိုတဲ့အတွေးတွေဝင်လာတတ်တယ်။လောကီကိုစိတ်ကုံတာတွေပါဖြစ်တတ်တာပေါ့နော်။လောကီကိုစိတ်ကုံတတ်တယ်။ ယောဂီကိုစိတ်ကုံသားတဲ့အခါကျတော့ဘာသာရေးလှုပ်ခြင်းသိတ္တိဖရာတရားလှုပ်ခြင်းသိတ္တိအတိတ်တန်လှုပ်ခြင်းသိတ္တိတရားစခန်းဝင်ခြင်းသိတ္တိအဲ့လိုမျိုးတွေကြုံတတ်တဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်အဲတော့ကုမ္ပဏီလှုပ်တွေဆိုရဝန်ထမ်းလှုပ်တွေလှုပ်ကန်နေတယ်တဏှာသားသမီးတွေဆိုရင်လည်းပဲအလုပ်ထဲမှာ အပြိုင်ဆိုင်ပေါင်းစုံအတိုက်ခံပေါင်းစုံအနှောက်အယှက်ပေါင်းစုံခြေတော်ခံခြင်းတွေပေါင်းစုံ ကိုယ်ရဲ့သဘုတ်လေးလွင်ပြောခြင်းပေါင်းစုံကိုမမျှော်လင့်မနဲ့ကြုံရတတ်တဲ့ခံရတတ်တဲ့ကံစားတာမျိုးတော့ရှိတယ်။အဲတော့အဆင်မပြေဘူးလားပြေမယ်။ရာထူးမတိုးဘူးလားတိုးမယ်။မောင်မြင်ဘူးလားအောင်မြင်မယ်။ဒါပေမဲ့ဘုရားပြောလို့ပေါ့နော်အခက်အခဲကြောင့်အောင်မြင်မယ်အချိန်ကာလဖြစ်တယ်။အဲဒီကလာမှာကိုကကြံ့ကြံ့ခံရမယ်နမိတ်ပါဒီနမိတ်ကအရှုံးပေးရမယ်နမိတ်လည်းမဟုတ်ဘူးဒါမှမဟုတ်ဒီကလာမှာကြုံတွေ့ရတဲ့အတိုက်ခံပဲဖြစ်ဖြစ်အနှောက်အယှက်ပဲဖြစ်ဖြစ် ရံပဲဖြစ်ဖြစ်အန်ဒီရပဲဖြစ်ဖြစ်အဲ့ဒီအားဒီအလုံးကိုတနင်္လာသာသမီတွေကဇွဲလုံးလာဝရိယနဲ့အပြည့်ဟောနော်စ조사ပြီးတော့အန်တွင်းနဲ့ကြော်ဖြတ်မဲ့ကံတရားမျိုးရှိပါတယ်။နံပါတ်1ကတော့ဒီအချိန်မှာစီးပွားရေးနဲ့ပတ်သက်တဲ့ကံတရားလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကံတရားတွေမှာအလုပ်ရင်ကောင်းမလားမကောင်းလားတိုးချဲ့ရင်ကောင်းမလားမကောင်းလားအဲ့လိုမျိုး စဉ်းစားနေတဲ့တင်းလာသားသမီးတွေရှင်တော့အခြေအနေနဲ့နည်းနည်းလေးစောင့်ကြည့်တင်တာတော့ကောင်းပါအခြေအနေကိုနည်းနည်းလေးစောင့်ကြည့်တင်တယ်အခြေအနေကိုနည်းနည်းစောင့်ကြည့်ပြီးတော့မှလှုပ်တင်မလှုပ်တင်လှုပ်ရင်ကောင်းမလားမကောင်းလားအဲ့လိုမျိုးသုံးဖြတ်လှုပ်ကင်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်နော်နောက်နေနိုင်တဲ့အကွက်ခြေချင်းရင်တို့ခေါင်းရင်တို့အားလေးတွေနဲ့လည်းမမျောလိမ့်မနဲ့အဆင်မပြေဖြစ်သွားတတ်ပါနောက်တစ်ခုကကျွန်တော်တို့ လုံးထဲမှာအထက်လူကြီးနဲ့အစင်မပြေဖြစ်တတ်တယ်အဓိကဆွဆွဲခြင်းပြောဆိုခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ကာလကြာမြင့်စွာဆွေမျိုးသားချင်းတွေနဲ့လက်တွဲပြီးလောက်ကင်နေတဲ့ခေဝါရေလုပ်ငန်းဆောင်တာဂရီကိုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမမျှော်လင့်မနဲ့အခက်အခဲလေးတွေကြုံရတတ်တယ်။ဖြည့်ချင်းစရာပြဿနာလေးတွေပေါ်တတ်တယ်။သို့တော့အဲ့ဒီအခက်အခဲတွေပြဿနာလေးတွေကိုဖြေရှင်းလိုက်တော့မှပို့ပြီးတော့ ထင်ထင်ရှားရှားနဲ့အစဉ်ပြေသွားတာအောင်မြင်သလားမျိုးတွေဖြစ်တတ်ပါလူမှုရေးကတော့မကောင်းဘူးလို့ပြောရမှာဖြစ်တယ်ပေါ့နော်သဖူးကအယူကကြလာပေါ့အဲ့တော့လူမှုရေးနဲ့ပတ်သက်တဲ့ကံတရားတော့မကောင်းဘူးအဖက်ကနေစိတ်ညစ်ရတတ်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားတော့ဆိုတာအေဂရီဆိုတဲ့ဘယင်မနမိတ်ကြလာပေါ့ဘယင်မနမိတ်ကတော့အမှန်တမ်းကောင်းမှာတော်ရဲတာသားသမီးတွေကငွေကံဆိုရင်တော့ကောင်းတာပေါ့နော် ။နောက်ငွေကြေးအကြောင်းပြုပြီးတော့လဲစိတ်ချမ်းသာပြည့်စုံရတယ်။ကိုယ်ချစ်တဲ့လူတွေဟာကိုယ်ငွေကြေးအလုံးရင်းနဲ့ကုညီပံ့ပိုးပေးမှုတွေကြုံရတယ်။အဲ့တော့ဘက်ကနေဒါဝင်လာတတ်တာပေါ့။ငွေကြေးနဲ့ပတ်သက်ရင်ကန္တရာကောင်းတယ်။တော်တော်လေးကောင်းမှာ။နောက်ကျမ်းမာရေကျမ်းမာရေတော့မျက်စိတွေပါလေကြီးဆိုင်တင်တယ်။မျက်စိမျက်မှန်စေုံစေကနေပြတာရမျိုးတွေကြုံရတယ်။မျက်မှန်လောက်ရတာမျိုးတွေလည်းဖြစ်တယ်။ ောက်ကပညာရေးပေါ့နော်ပညာရေးကိုစိတ်ကုံနေတာမျိုးတွေဖြစ်တတ်တယ်အဋိဌံဝင်ရတာကိုစိတ်ကုံနေရတာမျိုးတွေဖြစ်တတ်တယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေစာဝတ်ဖြည့်ဆိုခြင်းနဲ့ပတ်သက်တဲ့ခန္ဓာတွေမှာကြတော့ကိုကဟိုစိတ်ဓာတ်တွေကြာပြီးတော့မလုံခြင်းလိုလိုမကန်ခြင်းလိုလိုမကြိုးစားခြင်းလိုလိုအာမထုတ်ခြင်းလိုအဲ့လိုမျိုးတွေကြောင်းရတတ်ပါတယ်။နောက်တဏှာသာသမိတွေရဲ့အခြေအနေအရနဲ့ကပတ်သက်တဲ့ကံတရားတော့ကိင်းစွာဘယင်နမိတ်ပေါ့နော်ဘယင်နမိတ်ကကြတော့တော်တော်လေးကောင်းပါ တော့အခြေနဲ့ပတ်သက်ရင်ကံသတ္တာကောင်းတယ်အိမ်တော်ရင်းနဲ့ပတ်သက်ရင်ကံသတ္တာကောင်းတယ်ချစ်သူနှုတ်ကြမှာစိတ်ချမ်းသာစရာတွေကြုံမယ်အိမ်တော်တွေဒီကြားထဲမှာပျော်ရွှင်စရာတွေကြုံမယ်သီဘာဥစ္စာတုတ်တက်ခြင်းတွေကြုံတတ်တယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းတွေကြုံတတ်တယ်ဒါတဏှာသာသမီတွေအတွက်ကံတရားကိုတဲတော့ကခုနကချပြီးတော့ဒါဖတ်ကြတာပေါ့နော်ဖတ်ကြတဲ့အခါကျတော့အခက်အခဲအားအဓိကတော့အတိုက်ခံတွေကြုံတတ်တယ်အနောက်ရက်တွေကြုံတတ်တယ်အပြိုင်ဆိုင်တွေကြုံတတ်တယ်အဲ့ဒါတွေကိုကြော်လွားနိုင်မယ်ဆိုရင်တော့ တဏှာသာသမီတွေရဲ့ကျမအေးစီဘွားလူမျိုးရဲ့နောင်ရေးစတဲ့ကိစ္စတွေမှာအစသာရအစဉ်ပြေနိုင်တာပေါ့နော်အဲတော့တဏှာသာသမီတွေတွေအကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အနီရောင်နဲ့အပြာရောင်နဲ့ကောင်းပါနောက်ထီထိုးတာတွေကံသမဲတွေ့ရတဲ့ဝါသနာပါတဲ့တဏှာသာသမီတွေဆိုရင်တဲ့စာ6ဆုံးတို့6စာ10ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံသီးစိတ်ခုနှစ်စိတ်ကတ်လူပူတော်ပြီးတော့ဆုတောင်းပါအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်